ဘလူးလူတွေကပိုကောင်းတဲ့ဘဝတွေကိုပိုင်ဆိုင်ကြလဲဆိုရင်လူမျိုးမျိုးစိတ်ထွေတွေကပေးတဲ့ negative energy ကိုညှင်းဆန်နိုင်တဲ့သူတွေလို့ဖြေရမှာပါပဲဘဝမှာစိတ်ချမ်းသာခြင်းရင်လူတွေစီကလာတဲ့မထီတထီစောင်းချိန်မှုတွေကိုအာယုံမထားပဲလေ့လျူရှုတတ်ဖို့လိုပါတယ်တခုခုဆိုတိုင်းငါ့ကိုထိရကောင်းလားပြောရကောင်းလားဆိုပြီးတော့အမောက်ထောင်ပြရင်ပင်ပန်းတာပဲဖတ်တင်ပါလိမ့်မယ် ကိုကိုသူတို့စိတ်နဲ့သူတို့ကြည့်မရလို့ post တွေစောင်းတင်တာတွေ၊ကွဲရမှာဖောင်းထူတာတွေကိုဒေါသလိုက်ထွက်နေရင်ကိုယ့်ရဲ့အကြည့်တက်ပဲပြတ်ရပါလိမ့်မယ်။ကိုကို blame နေကြတယ်ဆိုတိုင်းကိုလည်းခံစားပြဖို့မလိုပါဘူး။အစတည်းကကိုစီကပြန်ရောက်လာမဲ့ negative reaction တွေကိုသူတို့ကမျှော်လင့်နေကြတာလေ။ကိုလောင်သွားတာကိုလိုချင်လို့ပြုတ်လိုက်တဲ့အပြုမူတွေကိုကိုကသူတို့လိုချင်တဲ့အနှုတ်လက္ခဏာတွေနဲ့မပြုတ်လို့ပဲနဲ့ကိုကဘလောက်အေးချမ်းနေတယ်ဆိုတာပြရင်းနဲ့ပူလောင်မှုတွေကနေရုံးထွက်နိုင်ပါတယ်။ မကောင်းတဲ့ energy အဖြစ်မခံပါနဲ့ဒါကသူတို့ကိုကြောက်လို့မဟုတ်ဘဲနဲ့ကိုအကြည့်တက်ပြတ်မနေဘူး